ဆဖမီများအားလုံးပဲမင်္ဂလာပါရှင်။အနည်းအ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့မင်္ဂလာ mesh channel လေးရဲ့ day 8ဖြစ်ပါတယ်။ဒီနေ့မှာတော့အနည်းတို့အားလုံးအတူတူမိမိရဲ့ဘဝထဲမှာရှိတဲ့မိဆွေကောင်းတွေကိုကျေးဇူးတရားပွားများစွာမှာဖြစ်ပါတယ်။မိမိရဲ့ဘဝထဲမှာမိဆွေကောင်းတွေရှိနေခြင်းကလည်းမင်္ဂလာတစ်ပါးဖြစ်ပါတယ်။ အမျိုးလူသားတွေဟာတဦးတယောက်တည်းနေထိုင်လို့မရတဲ့အတွက်မိမိရဲ့ဘေးပတ်ဝန်းကျင်မှာအထူးရှင်သွဲနေထိုင်ရမယ့်လူသားတွေလိုအပ်ပါတယ်။ဒီလူသားတွေတွေကမှ မိမိအပေါ်မှာစစ်မှန်တဲ့လမ်းပြမှုတွေ၊ကူညီမှုတွေ၊ထောက်ပံ့မှုတွေပေးတဲ့မိတ်ဆွေတငယ်ချင်းကောင်းတွေရှိနေခြင်းကလည်းမင်္ဂလာတစ်ပါးပဲဖြစ်ပါတယ်။ဒါကြောင့်အနေရောရဲ့ဘဝတစ်လျှောက်လုံးမှာဆုံခဲ့ပူကြတဲ့မိတ်ဆွေတွေကိုပြန်စင်စားပြီးယေရှုတရားပွားများလိုက်ကြရအောင်ပါနော်။ အနီရိုဆိုဖမီများအားလုံးပဲဒီနေ့ရဲ့ gratitude guided meditation လေးကိုစတင်ကြတော့မှာဖြစ်ပါတယ်။တတောင်တတာအနေထားလေးမှာပဲထိုင်ပြီးပါစိတ်ကလေးကို short ထားပါမျက်လုံးလေးကိုမိတ်တာပေးပါ။ဒီကနေ့မှာတော့မိမိရဲ့ဘဝရဲ့မှာဆုံခဲ့ပူတဲ့မိတ်ဆွေကောင်းတငယ်ချင်းကောင်းတွေကိုကျေးဇူးတရားပွားများကြမှာဖြစ်ပါတယ်။မိတ်ဆွေကောင်းတငယ်ချင်းကောင်းတွေကိုအတိအမှန်ပြုတတ်ခြင်းဟာ မိမိရဲ့ဘဝတွေကိုမိတ်ဆွေကောင်းတငယ်ချင်းကောင်းအစ်တစ်တွေထမှန်ဝင်ရောက်လာအောင်လို့တကားတွေဖွင့်လိုက်တယ်လို့ဖြစ်စေပါတယ်။ဒီနေ့ရဲ့ကျေးဇူးတရားပွားများခြင်းလုပ်ငန်းစဉ်လေးမစတင်ခင်မှာမိမိတို့ရဲ့စိတ်ကလေးမှာအချစ်တက်ကလေးကဲရောက်စေဖို့အတွက်အညီတို့အားလုံးတတူခနာလောက်တရားလေးထိုင်ကြမယ်။ကိုယ့်ရဲ့ဝင်လေထွက်လေလေးမှတ်လိုက်ကြရအောင်ပါနော်။ စိတ်တွေကိုလျှော့ထားလိုက်ကြရအောင်ပါဒီနေ့တစ်နေ့လုံးမှာပြီးသွားခဲ့တဲ့အရာတွေပေါ်မှာလဲမကျင်တဲ့ချင်းနေနှောင်တတရားတွေဆွဲလဲမှုတွေမထားပါနဲ့တော့ဖြစ်ပြီးသွားတဲ့အရာတွေဟာ ပြန်ပြင်လို့မရတော့ဘူးအကောင်ဆုံးဖြစ်ခဲ့တဲ့အကောင်ဆုံးမိမိဟာလဲဖြည့်ရှင်းခဲ့တယ်ရင်ဆိုင်ခဲ့ပါတယ်ဒါကြောင့်မိမိရဲ့ဘဝထဲမှာပြီးသွားခဲ့တဲ့ကိစ္စတွေအပေါ်မှာနှောင်တတရားတွေမထားပါနဲ့အာမရခြင်းတွေမထားပါနဲ့ ဒီနေ့တစ်နေ့တာလုံးမှာငါဟာအကောင်းဆုံးရှင်သင်ခဲ့တယ်ဆိုတော့စိတ်ကလေးပဲထားပြပါနော်ယခုချိန်ခိုက်တန့်လေးမှာတော့ပြစ်စုံပံကုန်ပဲအာရုံပြုထားကြပါမယ်ပြစ်စုံပံမှာအညူအားလုံးကကျေးဇူးတရားရဲ့အကြည့်တက်ကလေးနဲ့ထိတွေ့ကြမှာဖြစ်ပါတယ်ပြင်ပလောကဟာဘာတွေပဲရှုပ်ထွေးနေပါစေဘလောက်ပဲလွှမ်းမိုးမှုတွေရှိနေပါစေ ယခုချိန်လေးမှာတော့ပြပလောကကအာယုန်တွေကိုခဏလေးမိထားလိုက်ကြရအောင်ပါနော်။နှာခေါင်းကနေလေလေကိုရှစ်သွင်းလိုက်ပါ။ရှစ်ထုတ်လိုက်ပါ။ဒုတိယမြောက်တဲ့ချိန်ရှစ်သွင်းလိုက်ပါ။ရှစ်ထုတ်လိုက်ပါ။သုံးချိန်မြောက်ကိုရှစ်သွင်းလိုက်ပါ။ ရှုထုတ်လိုက်ပါပြင်ပလောကရဲ့အာယုန်နဲ့အားလုံးကိုမိတ်ချပြီးယခုပြစ္ဆုတ်ပယ်လေးမှာမိမိရဲ့ဝင်သက် ထွက်သက်လေးပေါ်မှာအာယုန်ပြုကြည့်ရအောင်နှာခေါင်းကနေလေးကိုရှုတင်တဲ့အခါမှာငါအသက်ရှုနေတယ်နှာခေါင်းနဲ့လေးကိုပြန်ပြီးတော့ရှုထုတ်တဲ့အခါမှာငါအသက်ရှုထုတ်နေတယ်ဆိုတော့စိတ်ကလေးနဲ့အနေနဲ့5မိနစ်လောက်လေးပဲ တည်ငြိမ်မှုအခြေတကလေးကိုတည်ဆောက်ကြရအောင်ပါနော်။ ခန္ဓာကိုယ်ဟာစပြီးတော့တည်ငြိမ်လာပါတယ်မိမိတို့ရဲ့စိတ်ကလေးတွေကလည်းစပြီးတော့တည်ငြိမ်လာပါတယ်မိမိတို့ရဲ့နှလုံးသားလေးကလည်းကျေးဇူးတရားလေးပွားများဖို့အစဉ်တည်းဖြစ်နေပါတယ်တနေ့တာလုံးမောပန်းခဲ့တဲ့မောပန်းမှုတွေအားလုံးကပြေလျော့သွားပါတယ်ပြင်းမှန်းခဲ့တဲ့ခန္ဓာကိုယ်ကြီးကလည်းအားရပြန်ပြေလာပါတယ်အနေနဲ့ကျေးဇူးတရားပွားများခြင်းလုပ်ငန်းစဉ်လေးစတင်လိုက်ကြရအောင်ပါ မိမိတို့ရဲ့ဘဝထဲမှာဆုံးရှုံးခဲ့ရတဲ့မိတ်ဆွေတငယ်ချင်းကောင်းတွေကိုအာရုံပြုလိုက်ပါမယ်။မိမိလိုအပ်ချိန်တိုင်းမှာရှိနေပေးခဲ့တယ်။မိမိလမ်းမနေတဲ့အခါမှာဖြုတ်ပြင်ပေးခဲ့တယ်၊တွင်တင်ဆုံးမပေးခဲ့တယ်။တချို့မိတ်ဆွေတငယ်ချင်းတွေကြတော့လေပါရမီဖြည့်ဖို့ကုဘဝတွေကိုရောက်လာခဲ့ကြရတဲ့သူတွေလည်းရှိပါတယ်။ထို့သူတွေကတော့မိမိကိုကောင်းသောထောက်ပံ့ခြင်းတွေမပေးနိုင်ပေမဲ့တင်းငန်းစာတွေအများကြီးကိုပေးခဲ့ကြပါတယ်။ တည်သူသူတွေကိုလည်းမိမိကိုပါရမီဖြည့်ပေးတဲ့သူတွေအဖြစ်ကျေးဇူးတင်တင်ပါတယ်မိမိကိုထောက်ပံ့ပေးတဲ့၊ကူညီပေးတဲ့၊လမ်းပြပေးတဲ့၊တွင်တင်ဆုံးမပေးတဲ့၊ဘေးနားကနေပြီးတော့နားထောင်ပေးတဲ့ကောင်းမွန်သောမိတ်ဆွေတငယ်ချင်းကောင်းတွေအဖြစ်မိမိကိုတင်ငန်းစာတွေတင်ပေးခဲ့တယ်။ကိုအားကိုကိုတက်စီခဲ့တယ်။ boundary ချတက်စီခဲ့တယ်။ခွင့်လွှတ်စီတက်ခဲ့တဲ့မိတ်ဆွေတငယ်ချင်း ပါရမီဖြစ်ပတ်ဒီကိုလည်းကျေစုတင်လိုက်ပါသူတို့တွေစံတန်းတဲ့သင်ငန်းစာတွေခက်ခဲတဲ့သင်ငန်းစာတွေတင်ပြပေးခဲ့တဲ့အတွက်ဒါမိမိတို့ကပို့ပြီးရင်းချက်လာနိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အနေတို့ကမိတ်ဆွေသင်ငန်းချင်းတွေကိုကျေစုတင်တဲ့အခါမှာနှစ်ပိုင်းခွဲပြီးတော့ကျေစုတင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝကိုကောင်းအောင်နဲ့ထောက်ပံ့ခြင်းတွေပေးတဲ့မိတ်ဆွေသင်ငန်းချင်းတွေကတစ်ပိုင်း ကိုယ့်ရဲ့ဘဝကိုသင်ခန်းစာတွေနဲ့ရင်းချက်စီခဲ့တဲ့ပါရမီဖြည့်ပတ်တွေကတစ်ပိုင်းနှစ်ပိုင်းခွဲပြီးကျေးဇူးတရားပွားများကြမှာဖြစ်ပါတယ်။အနီရိုဆိုဖာမိများအားလုံးပဲမိမိရဲ့စိတ်တွေကိုထိန်းချုပ်မထားဘဲနဲ့လွှတ်ချပေးလိုက်ပါနော်။ကိုယ့်ရဲ့အာရုံထဲမှာပေါ်လာတဲ့သူကိုတာလျင် gratitude ပေးလိုက်ပါ။အနီရောအတင်းဆက်ပါဘုမမစင်စားဘူးဖရာယုံကြည်ကိုမှအတင်းဆက်မမြင်ပါဘူးကိုရဲ့အာယုံထဲမှာပေါ်လာလိမ့်မယ် ဒါဆိုရင်ပေါ်လာတဲ့သူကိုချစ်စုတရားပေးလိုက်မယ်။ဒီလိုဟာကောင်းတဲ့ထောက်ပံ့မှုတွေပေးခဲ့တဲ့မိတ်ဆွေတကယ်စနေလည်းဖြစ်နိုင်တယ်လို့သင်ငန်းစာတွေပေးခဲ့တဲ့သူတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။နေရရဲ့ပုံရိပ်တွေထဲမှာပေါ်လာတဲ့သူကိုချစ်စုတရားအပြည့်အဝပေးလိုက်ပါမယ်။အနေနဲ့ချစ်စုတင်ကျလုပ်ငန်းစဉ်စတင်ကြရအောင်ပါနော်။မိမိတို့ဘဝတွေကမိတ်ဆွေတကယ်စနေကိုချစ်စုတရားပွားများကြပါမ ီတို့အားလုံးကဂျေစုတင်ကျေလုပ်ငန်းစဉ်ကိုလှူဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဂျေစုတရားပွားများလိုက်တဲ့အခါမှာကိုယ့်ရဲ့နှလုံးသားလေးကပို့ပြီးတော့ကြည်လင်လာပါတယ်။ကိုယ့်ရဲ့ energy လေးတွေကလည်းပို့ပြီးတော့ပေါ်ပါလာပါတယ်။မိမိတို့ကို ပို့ပြီးရင်းချက်စီအောင်တင်ကြားပေးခဲ့တဲ့ပါရမီဖြစ်ပတ်တည်းရဲ့ကိုဂျေစုတရားတွေပွားများခဲ့တာဖြစ်ပါတယ်။အနီတို့ဆိုဖမ်နီများအားလုံးပဲဒီနေ့ရဲ့လုပ်ငန်းစဉ်လေးကတော့အောင်မြင်သွားပြီဖြစ်ပါတယ်ရှင်။ ဒီနေ့မှလည်းညီတို့အားလုံးတနေ့တာကိုအကောင်းဆုံးကြိုးစားရှင်သင်ခဲ့ကြမယ်လို့အနီကအပြေအဝယုံကြည်ထားပါတယ်။ဒါကြောင့်ဒီနေ့တနေ့တာကိုအကောင်းဆုံးအိပ်ဆက်အနာရှုလိုက်ပါနော်။နောက်တနေ့မနေ့မှခွန်အားအပြေနဲ့အကြည့်တက်ကလေးတွေနဲ့တနေ့တာကိုပြန်လဲစတင်ကြပါမယ်။ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်